ထိုင်းနိုင်ငံမှာမြန်မာတွေအများကြီးဒုက္ခရောက်နေတယ်လူသမားတွေအများကြီးဒုက္ခရောက်နေတယ်တပြိုင်နက်တည်းမှာဒါဟာအခွင့်အရေးဖြစ်တယ်ဒါအင်အားဖြစ်တယ်ဒါထိုင်းနိုင်ငံကိုယ့်ဘက်ကိုပါလာဖို့အတွက်ကင်တွယ်ထားတဲ့ကိုယ့်ရဲ့အာဝါဖြစ်တယ်ထိုင်းနိုင်ငံမြန်မာလူသမားတွေကိုမိခိုးနေရတာဖြစ်တယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ Jesus သူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။အရေးတော်ပုံအောင်ရမည်။စေအာနာရှင်စနစ်ကြာရှုံးရမည်။ဒီနေ့ခေတ်ပေါ်နဲ့ဒါမနေ့တနေ့ရတာထူးခြားလာတဲ့အတိုင်းဒါမှာဆိုလို့ရှိရင်ဟလာမစ္စတာတမတာထရန်နေပြီးတော့မှเนาะအခွန်နေကောက်မဲ့ဘာညာလိုတဲ့အခါမှာတရုတ် အမေရိကန်နိုင်ငံမှာရှိတဲ့တရုတ်တန်ရုံကလည်းထုတ်ပြန်လာတဲ့အတိုင်းဒါအေးအဲ့တော့ဒီအခွန်စစ်ပွဲပဲဖြစ်ဖြစ်နော်စီးပွားရေးစစ်ပွဲပဲဖြစ်စီးရေးဘယ်လိုစစ်ပွဲမှမဆိုငါတို့ကတိုက်ဖို့အစဉ်သင်းမယ်လို့တရုတ်ကထုတ်ပြောတဲ့အထိဖြစ်လာတယ်ဒါပေမဲ့အဲ့လိုပြောတိုင်းစစ်မဖြစ်ပါဘူးနော်အများကြီးချင့်ကြံမဲ့ကိစ္စတွေကအများကြီးရှိတယ်အများကြီးရှိဒါတွေကတောင်းတဲ့တယောက်အပြန်လန်ကစားနေတာဖြစ်တယ် နိုင်ငံရေးဆိုတာဒီနေ့ level ဖက်ပောင်းနေနောက်နေရန်သူတွေဖြစ်လို့ရအောင်ဒီနေ့ရန်သူဖြစ်နောက်နေ level ဖက်ပောင်းလို့ရအဓိကကိုယ်နိုင်ငံကုလူမျိုးတွေအကျိုးစီးပွားဖြစ်ဖို့ပဲအရေးကြီးတယ်အကျိုးစီးပွားပြဿနာပဲတမတာထရန့်ကလည်းသူ့ရဲ့အမြင်နဲ့နော်သူ့ရဲ့အမြင်နဲ့အတိုင်းပြည်ရဲ့ယူနေတဲ့ငွေကြေးတွေကိုပြန်လဲစုစည်းဖို့နော်တခါအလုံးမဖြစ်တဲ့အယူဆရေးရာတွေအတွက်အကုန်ကြနေငွေကြေးတွေကိုပြန်လဲပြီးတော့စုစည်းဖို့နောက်အမေရိကန်နိုင်ငံသားတွေအလုံးလုံးမဖြစ်နေတာအင်အားနည်းနေတာတွေပို့ပြီးတော့နော်အကောင့်လာဖို့ နော်အဲဒီဒီအတွက်သူကအမျိုးသားရေးကိုအခြေခံပြီးတော့တိုင်းပြည်ကိုသူကစုစည်းဖို့ငွေကြေးရှိတော်အောင်နေပြီးစူးစမ်းတဲ့သဘောတရားပဲဖြစ်တယ်ဒီကလည်းသူအကျိုးစီးပွားကိုထိခဲ့လာတဲ့အခါမှာသူကပြန်ပြီးတော့စိန်ခေါ်တဲ့ကိစ္စမျိုးတွေလုပ်တာဖြစ်တယ်နော်ရုရှားလည်းရုရှားလည်းသူအတိုင်းအတာရနော်ရမယ်ရှင်တို့ကင်ကြည့်လိုက်တာပဲယူကရိန်းကိုနော် ဟုတ်ပါအဲ့လိုတိုင်းတာမျိုးရှိတယ်ရှိတဲ့အခါကျတော့ဒီလိုသုံးဝင်တယ်ဖြစ်နေတဲ့အတိုင်းတာပါเนาะဟိုတတရကဘာစိတ်ကြီးဖြစ်လာမယ်လို့မမှန်းမှန်းမဖြစ်ဘူးเนาะအဲ့လိုပဲယူကရိန်းဒီတာလင်းအဓိကเนาะအကြောင်းအရာစိတ်ဝင်စားစရာအကြောင်းအရာဖြစ်ပြီးတော့နံပါတ်1ကယူကရိန်းပြဿနာဖြစ်ရောနံပါတ်2ကအရှေ့လေပဲပြဿနာဖြစ်မှာเนาะကျွန်တော်တို့ပြဿနာရှိတယ်မရဘူးเนาะအမေရိကန်ကမြန်မာနိုင်ငံရေးကိုစိတ်ဝင်စားလာရင်ကျွန်တော်တို့တော်မကောင်းဘူး ဘာလို့အခုတရုတ်နဲ့အမေရိကန်ညှိနေတဲ့ချိန်တော့စိတ်ဝင်စားလို့ချင်းကျွန်တော်တို့ကအလကားနေခုနကမြေစာပဲဖြစ်သွားမယ်အဲ့လိုမျိုးရှိရဲအဲ့ကြတော့ဒီစိတ်ကိုတိုက်ရင်တရုတ်လက်မနိုင်နိုင်ဘူးနော်တရုတ်လက်မနိုင်နိုင်ဘူးအားကြောင့်မနိုင်ဆိုတော့တရုတ်ကအမေရိကန်ကိုယဉ်ဆိုင်မယ်ဆိုလို့ရှိရင်တရုတ်အနေနဲ့ပထဝီသဘောတရားအာရှတိုက်ကိုပိုင်အောင်ခံစစ်ပြင်ဖို့လိုတယ် ီအနေထားတယောက်မှမရှိဘူးဟုတ်ဘူးနော်ဒီအနေထားတယောက်တယောက်မှမရှိဘူးတယောက်ကအာရှနိုင်ငံဖြစ်တယ်အဲ့တော့ဒီအာရှဒေတာတစ်ခုလုံးကိုတယောက်ပြည်ကိုကာကွယ်ဖို့အာရှကိုကာကွယ်ဖို့လိုတယ်အာရှကိုစီးတုံးညီညွတ်ပြီးအာရှကိုခံစစ်ပြင်ထားမှရတယ်ခုခုကျွန်တော်စစ်တပ်နေကြရဗျာအဖြူဟာကုန်းတစ်ခုကိုသိမ်းဖို့အတွက်ရှေ့မှာကာကင်းနေကြီးကာကင်းနေကိုအရင်သိမ်းရတာဟုတ်လားတရုတ်အနေနဲ့အမေရိကန်နဲ့အနောက်အစုနဲ့စစ်တိုက်မယ်ဆိုလို့ရှိရင်အာရှကိုလုံအောင်လုံအောင်ထိန်းနိုင်မှုလိုတယ် နော်အာရှကိုလုံအောင်ထိနိုင်တဲ့ထိနိုင်ဖို့လိုတဲ့အခါမှာဒီနေ့တရုတ်က အရှိတောင်အာရှအထူးသဖြင့်ပေါ့နော်အရှိတောင်အာရှကိုနဲ့အရှိအာရှကိုစီလုံးရေးညီညွတ်တည်မှုတည်ဆောက်နိုင်အောင်အဲ့လိုမတည်ဆောက်နိုင်မဲ့နဲ့တရုတ်ကစစ်ကြင်ညာလို့မရဘူးဟုတ်ပြီနော်အဲ့တော့အဲဘူးတူတာပြပြောပြအောင်မယ်အာရှနော်အာရှကို၆ပိုင်းပိုင်းနေနော်အရှိအာရှအနောက်အာရှတောင်အာရှမြောက်အာရှအလယ်အာရှ အရှိတောင်းအရှာနော်ချက်ပန်းပန်းနေချက်ပန်းပန်းနေခါမှာအရေးပါဆုံးဒီတောင်းအရှာအရှိအရှာနဲ့အရှိတောင်းအရှာဖြစ်တယ်ဟုတ်နော်အရှိတောင်းအရှာကတိရွတ်တွေအရင်အရေးကြီးတယ်အရှိတောင်အရှာဆိုတာကျွန်တော်တို့မြန်မာနိုင်ငံပါနေတဲ့အရှိတောင်အရှာနိုင်ငံပေါင်း၁၇နိုင်ငံရှိတယ် เนาะနိုင်ငံပေါင်း70နိုင်ငံရှိတယ်ကျွန်တော်တို့ကညညကြီးအဖြစ်ကျွန်တော်တို့ကဟိုလာတင်တယ်5 million square mile တူရှိတယ်ရေမှန်က9 million square mile ရှိတယ်လူဦးရေ700 million ကြီးတယ်အဲ့တော့အရှိတော်အရှာအရှာမှာအရင်ကြီးတယ် နံပါတ်1ကအေရိယာကျဲတယ်နံပါတ်1ကလူကြီးများတယ်ကျွန်တော်တို့ကသမုဒ္ဒရာကြီးနှစ်ခုကိုပိုင်ဆိုင်ထားတာဖြစ်တယ်အရှိတောင်အရှာအိန္ဒိယသမုဒ္ဒရာနဲ့ပစိဖိပစိဖိသမုဒ္ဒရာကိုခွာထိုင်ထားအဲ့တော့ပစိဖိသမုဒ္ဒရာပစိဖိတောင်တရုတ်ပင်လယ်ဆိုတော့ပစိဖိသမုဒ္ဒရာထဲမှာရှိတယ်ဘင်္ဂလားပင်လယ်ဩဆိုတာကကျွန်တော်တို့ဒီအိန္ဒိယသမုဒ္ဒရာရဲ့အဆက်ဖြစ်တယ်အဲ့တော့ အရှိတောင်အရှာကကျွန်တော်တို့ဒီဘက်မှာဆိုရင်ဘင်္ဂလားပင်လယ်ဘက်မှာဆိုရင်သူကတော့မြန်မာတို့ထိုင်းတို့ရှိပြီးတော့မှာဟုတ်ပါမှာဆိုလို့ရှိရင်ဒါဟိုဩစတြေးလျနားအထိအင်ဒိုနီးရှားဆိုတာအကျဲဖြစ်သွားတာအဲ့လိုပဲဒီဘက်အရှာအရှိဘက်အရှာဘက်ကိုထွက်လိုက်မြင်ဆိုလို့ရှိရင်ဒါကိုရီးယားတို့နော်ဗီယက်နမ်တို့နော်ဂျပန်တို့ဒီဖြစ်သွားတာအဲ့တော့တရုတ်ကအမေရိကန်နဲ့ဥရောပကိုရှင်းမယ်ဆိုလို့ရှိရင်အရှိတောင်အရှာကိုကင်းချနိုင်ရမယ်အရှိတောင်အရှာဒီသူ့ဘက်ကိုရက်တည်ရလို့ဖြစ်ရမယ်အရှိတောင်အရှာမှာရဲ့ ရေပြင်စိုးဝင်နိုင်မှုရှိရမယ်အရှိတောင်အရှာမှာ six scan တွေတိစောက်နိုင်ဖို့လိုတယ်အဲ့လိုမတိစောက်နိုင်ဘဲနဲ့တရုတ်ကအမေရိကန်ကိုစိန်မခေါ်နဲ့တသက်မနိုင်ဘူးတောင်တရုတ်ပင်လယ်လောက်ကိုစီးရုံနဲ့စီးစိုးမနိုင်အောင်နဲ့အမေရိကန်ကိုရှင်းလို့မရဘူးတရုတ်အနေနဲ့ဒါလက်ရှိအနေထားဖြစ်တယ်အဲ့ဒါဆိုရင်တရုတ်အနေနဲ့အရှိတောင်အရှာကို diplomacy နဲ့တူတိစောက်ရမယ်အရှိတောင်အရှာကိုကြီးနိုင်ငံချင်းမဟုတ်ဘဲနဲ့ အရှိတောင်အရှကိုတကယ့်ကိုညီရင်အကိုသူတို့ပြောနေတဲ့ညီရင်အကိုလို့အရှိတောင်အရှနိုင်ငံကြီးတိုးတက်လာဖို့အတွက်အရှိတောင်အရှနိုင်ငံမှာစစ်ပွဲတွေမဖြစ်ဖို့အတွက်အရှိတောင်အရှမှာငြိမ်းချမ်းရေးတွေရရဖို့အတွက်အရှိတောင်အရှမှာရှိတဲ့လူတွေပညာတက်မြောက်ဖို့အတွက်ဒါတွေကိုအရင်တိစောက်အောင်ဟုတ်ပြီနော်အရှိတောင်အရှနိုင်ငံတွေရဲ့တန်တမာရေးရတိဆောက်အောင်မယ်အရှိတောင်အရှနိုင်ငံတွေစီးပွားရေးတိုးတက်လာဖို့အတွက်ချင်းငွေတွေထုတ်ပေးရမယ်အရှိတောင်အရှကလူတွေပညာရေးကောင်းလာဖို့အတွက်ပီကင်းတက်ကတို့တို့ဒီ ခွန်မင်တက္ကသိုလ်တို့ဟလာအဲ့လိုတက္ကသိုလ်တွေမှာចောင်းသားတွေအများကြီးခေါ်ပြီးတော့ပညာသင်ပေးရမယ်နော်အဲ့လိုမျိုးနဲ့အရှိတောင်အရှနိုင်ငံတွေစီးပွားရေးတိုးတက်လာဖို့အတွက်တရုတ်ကကူညီစောင့်ရှောက်ပြီးတော့မှဒီလိုလုပ်ရမယ်အဲ့လိုပဲတစ်ဖက်မှာအားကောင်းတဲ့အရှိအရှကကိုရီးယားလိုဂျပန်လိုအနည်းပညာလည်းကောင်းတယ်နိုင်ငံတွေကိုသူ့အနေနဲ့ဟလာရန်သူလိုမဆက်ဆံပေတဲ့နော်ညီရင်းအကူလိုတိဆောက်ရမယ်အဲ့တော့အဲ့လိုမျိုး အတိုင်းဝိုင်းတစ်ခုကိုမတိဆောက်ဖဲနဲ့တရုတ်ကအမေရိကန်ကိုစိန်ခေါ်လို့အလိုမှာမဖြစ်နိုင်ဘူးနော်တရုတ်စစ်ကားတိဆောက်နိုင်အောင်လောက်နဲ့နော်ဒီအာဂါဒကြီးရဲ့စကုတ်ကြီးတွေလုံနိုင်အောင်လောက်နဲ့နိဗ္ဗညာပိုင်ဆိုင်တယ်လို့ပြောလို့မရဘူးနော်ဒီနေ့အထိဒီ AI တို့ဘာလို့အစ်င့်မြင့်တဲ့နိဗ္ဗညာတွေအဲ့အတွက်နော်ထုတ်လုပ်တဲ့ chip set တွေနော် software တွေဟာအမေရိကန်ကိုမိခိုးနေရတာမှရှိသေးတယ်မဖြစ်နိုင်ဘူး ဒါဟိုအပြန်လန်အပြောအပြောလောက်ပဲရှိမှာမရှိနိုင်ဘူးအဲ့လိုပဲတမတထရန့်အနေနဲ့လည်းပဲနော်ဒီဟိုကိုတိုင်ကြီးအတွက်ဘောနော်ဟိုဘယ်လိုပြောရမလဲလူမျိုးရေးအခြေခံပြီးတော့ပြောပါဘောမျိုးချစ်စိတ်အခြေခံပြီးတော့နော်တိုင်ကြီးကိုတွတ်တက်အောင်သူစ조사မယ်ဆိုလို့ရှိရင်လည်းပဲကြီးကျယ်တဲ့ပြဿနာကြီးကိုတကယ်လိုက်လို့လို့မရဘူးအပေါ်ရန်ပြဿနာရှာလို့ပဲရပါအဲ့တော့စိတ်မပူနဲ့ဘာမှဖြစ်ဘူး ဘာမှမဖြစ်ဘူးเนาะကျွန်တော်တို့အခုအာယုံဆက်ရမှာပြည်တွင်းမယ်เนาะအဲ့တော့ဟုတ်ပြီအခုအခုလက်ရှိပါတယ်အမအခုဟိုဘယ်လိုပြောရအောင် US aid ကနေပြီးတော့ဟလာဟိုကုညီရမဲ့ငွေကြေးတွေကိုဖြတ်တောက်ပလိုက်တယ်အဲ့လိုဖြတ်တောက်လိုက်တဲ့အခါမှာအခုတရားရုံးမှာဟိုတရားရုံးမှာအခုဟိုဟာတရန့်ကရှုံးသွားတယ်ရှုံးသွားတဲ့အခါမှာ US aid ကနေပေးရမဲ့အကူအညီတွေပြန်လာမယ်အဲ့လိုပြန်လာမယ်ဆိုလို့ရှိရင်အခု ဒီစင်းရဲနိုင်ငံတွေအာရှနိုင်ငံတွေကျွန်တော်မြန်မာနိုင်ငံပါဝင်ကြမ်းမဲ့ဆောင်ရှားမှုပါညာကိစ္စအတွက်အကူအညီရပြန်လာမှာပါနော်အဲ့လိုတိုင်းတာတွေရှိရအဲ့ကြတော့ဆိုလိုချင်တာကနိုင်ငံတကာအရေးကြီးလေကိုယ်နိုင်ငံအတွက်ဟိုနိုင်ငံရေးမှာအရေးကြီးတယ်သို့တော်ဘလောက်ပဲနိုင်ငံတကာအရေးအရာအရေးကြီးစီကမလို့ကိုယ်နိုင်ငံရေးပါလေအရေးကြီးတယ်ကိုယ်နိုင်ငံအကြောင်း ိုယ်နိုင်ငံကခေါင်းဆောင်တွေအကြောင်းကိုယ်နိုင်ငံရဲ့ပြည်သူတွေအကြောင်းကိုယ်နိုင်ငံရဲ့တမိုင်းနဲ့ပထဝီတိပူကပို့ပြီးအရေးကြီးရဲဆိုတဲ့အကြောင်းကိုလူငယ်တွေသိသိကြတယ်။နော်ကိုယ်နိုင်ငံကဘာလို့ထွက်တယ်ဆိုရင်တရားစတာအကုန်လုံးကိုသိဖို့လိုတယ်။ဘယ်တရားစတာကဘလောက်တန်ဖိုးရှိပြီဘယ်နေရာမှာတုံးတယ်ဆိုတဲ့ knowledge ဖူးသူတိုင်းသိဖို့လိုတယ်။အဲ့လိုပဲကိုယ်လူမျိုးတွေရဲ့ဇယက်ကိုလည်းသိဖို့လိုတယ်။ကရင်ကဘာကြီးတော်လဲကချင်ကဘာကြီးတော်လဲဗမာကြီးကဘာကြီးတော်လဲချင်းကဘာကြီးတော်လဲလူတိုင်းမှာအားပါချက်ရှိတယ် နော်ဒီအာတာချက်တွေအကုန်လုံးကိုစုစည်းပြီးတော့မှကျွန်တော်တို့အတွက်နော်ဟိုတိုင်းပြည်အတွက်နော်အကျိုးရှိအောင်ကျွန်တော်အသုံးချရမယ်တိုင်းပြည်တစ်ခုထူထောင်တဲ့အခါမှာအာတာချက်တွေကိုအဓိကရှာဖွေရရှာဖွေပြီးတော့အဲ့ဒီအာတာချက်တွေကိုအသုံးချပြီးအဲ့ဒီအာတာချက်တွေကိုဈေးကွက်တင်နိုင်လို့ရှိရင်ကျွန်တော်တို့တိုင်းပြည်တိုးတက်မှာအဲ့လိုပဲအားနည်းချက်တွေချိုးရင်းချက်တွေတိလို့ရှိရင်ဒါတွေကိုကျွန်တော်တို့က ကြီးကြီးမားမားဖြစ်အောင်ပပျောက်ပါအောင်ねကြီးကြီးမားမားဖြစ်အောင်ဖောင်းခတ်ရတယ်အုပ်ချုပ်ရတယ်အဲ့တော့အဲ့ဒီတော့ကျွန်တော်ဥပဒေတွေပြုရတယ်ဒေတာမျိုးတွေရှိတယ်အဲ့တော့လူငယ်တွေအနေနဲ့เนาะဗမာပြည်အကြောင်းဗမာလူမျိုးတွေအကြောင်းကိုသိအောင်ကြိုးစားပါနော်ဗမာလူမျိုးတွေရဲ့ရရင်ပြောရင်စောက်ကြောင်းကိုတင်ရအိုက်တမ်းမျိုးအုပ်ချုပ်လို့ရပါ ဲ့တော့ဒီနေ့ကတော့ဘာလည်းမဟုတ်ပါဘူးเนาะအဲများသောအားဖြင့်ကြီးကြီးကျယ်ကျယ်ရှိမှာဆိုတော့ကဘာကြီးအကြောင်းလည်းကျွန်တော်ပြောလို့ပြောတာနိုင်ငံကဘာနိုင်ငံကြီးအကြောင်းနေပြောလို့ပြောတာမရှိဘူးเนาะအဲ့တော့ဒီနေ့ကတော့ကြုံကြလို့အာလူတွေကကဘာကြီးအကြောင်းတော့စိတ်ဝင်စားနေပြီငါတို့လူတွေကငါတို့ပြည်သူတွေနိုင်ငံရေးအများကြီးတွတ်တက်နေပြီငါတို့ပြည်သူတွေကထရန့်ဟိုတော်ဝေဖန်နေပြီငါတို့ပြည်သူတွေကဇလန်စကီတော်ဝေဖန်နေပြီငါတို့ပြည်သူတွေကဟာရုရှားကဒါသမရပူတင်အကြောင်းတော်ဝေဖန်လာပြီ ဒါငါတို့ဒီလူတွေကခုနလိုဘေးဘက်စတာအဆင့်ပေါ့မာစာအဆင့်ကိုတက်နေပြီဆိုပြီးတော့ဂုံယူလို့မလို့ကျွန်တော်ဝင်ရောက်ဆွေးနွေးခြင်းပဲဖြစ်တယ်။နော်အရေးကြီးဆုံးဒီပထဝီနိုင်ငံရေးမှာကျွန်တော်ရဲ့အင်းနီနာချင်းနိုင်ငံတွေကအရေးကြီးဆုံးဖြစ်တယ်။ဒီကနေ့ထိုင်းနိုင်ငံမှာမြန်မာလူမျိုးတွေအများကြီးရှိတယ်။မြန်မာအနည်းဆုံး6တန်း plus လောက်6တန်းအထက်လောက်ဖြစ်နေတဲ့ပုံစံမျိုးရှိဒါကိုသိချောင်းကြည့်နိုင်မလို့လေ။အာအာတာချက်တိုင်းမှာအားနေချက်ရှိတယ်။အားနေချက်တိုင်းမှာ အာတကျရှိတယ်။တကယ်တော့လက်ရှိအနေအထားမှာထိုင်းနိုင်ငံအနေနဲ့เนาะမြန်မာဒေါ်လာရဲ့အင်အားစုကိုလေးလေးစားစားဆက်ဆံဖို့လိုအပ်တဲ့အကြောင်းဆော့ဆော့စီစီရတဲ့ဆရာထောက်ပြဖို့လိုတယ်။ဒီနေ့ဒေါ်လာရဲ့ဒီမြန်မာအလုပ်သမားတွေပေါ်မှာထိုင်းနိုင်ငံနိုင်တဲ့စီးနင်းเนาะနိုင်ငံစီးနင်းဆက်ဆံခဲ့မယ်ဆိုလို့ရှိရင်ထိုင်းမြန်မာအနာဂတ်ဆက်ဆံရဘယ်လိုမှကောင်းမှာမဟုတ်ဘူး။ ဒါအထိုင်းနိုင်ငံရေးခေါင်းဆောင်တွေစဉ်းစားမှအချက်လို့ဖြစ်တယ်။မြန်မာနိုင်ငံရေးခေါင်းဆောင်တွေစဉ်းစားမှအချက်လက်ကလည်းဒီနေ့မြန်မာနိုင်ငံရဲ့ပြင်ပမှာထိုင်းနိုင်ငံမှာအများဆုံးရောက်ရှိနေတာဖြစ်တယ်။အဲဒီရောက်ရှိနေတဲ့အင်အားကိုအသုံးချပြီးတော့တော်လိုင်းရေးအတွက်အထောက်အကူပြောင်းထိုင်းနိုင်ငံကကိုယ့်ပဲပါလာအောင်ထိုင်းနိုင်ငံကကိုယ်မစော်ကားရဲအောင်ထိုင်းနိုင်ငံလူတွေကကိုယ့်ပြည်သူတွေကိုစောင့်ရှောက်လာအောင်လုပ်နိုင်တိုင်နိုင်မှုလိုတယ် မြန်မာနိုင်ငံအတွက်အရေးကြီးဆုံးနိုင်ငံကြတော့အင်းဒီချင်းနိုင်ငံတွေပဲမြန်မာနိုင်ငံအတွက်အရေးကြီးသောဒီထိုင်းနိုင်ငံဖြစ်တယ်တရုတ်နိုင်ငံဖြစ်တယ်ပင်လယ်နိုင်ငံဖြစ်တယ်အိန္ဒိယနိုင်ငံဖြစ်တယ်လာဝတ်အထက်မှတွေ့တယ်တရုတ်နိုင်ငံအင်အားကြီးနိုင်ငံဖြစ်တယ်အိန္ဒိယနိုင်ငံအင်အားကြီးနိုင်ငံဖြစ်တယ်ပင်လယ်နိုင်ငံတွေလူကြီးရများတဲ့ပောက်ကွဲတဲ့နိုင်ငံဖြစ်တယ်ခွဲအိန္ဒိယအိန္ဒိယချင်းနိုင်ငံဖြစ်တယ်လက်တွေ့လဲကြေညာတချို့ရှိတယ် ထိုင်းနိုင်ငံကြီးမြန်မာနိုင်ငံနဲ့လူမှုရေးစီးပွားရေးဆက်ဆက်မှုအများဆုံးနိုင်ငံဖြစ်တယ်။တမန်ချောင်းအရာလဲဆက်ဆက်မှုအများများခဲ့တဲ့နိုင်ငံဖြစ်တယ်။ဟုတ်မြန်မာနိုင်ငံအတွက်အရေးကြီးဆုံးဒီမြန်မာနိုင်ငံနဲ့အိန္ဒိယချင်းနိုင်ငံဖြစ်တယ်။အဲ့တော့လောကကြီးမှာလူတယောက်တည်းပဲဖြစ်ဖြစ်မိသားစုတွေဖြစ်ဖြစ်နိုင်ငံတစ်ခုပဲဖြစ်ဖြစ်နံပါတ်၁ကကိုယ်ကအရေးကြီးဆုံးဖြစ်တယ်။နံပါတ်၂ကကိုယ်နဲ့အနီးဆုံးလူကအရေးကြီးဆုံးဖြစ်တယ်။ အဲ့တော့ဒီနေ့ကတော့အဲ့လိုပေါ့နော်ဘာရဖို့ပါဘူးစိတ်ကလေးကြည်လင်းသလိုဖြစ်တဲ့အတွက်ကြောင့်ဖောက်ပြီးတော့စကားပြောတာအဲလူများတွေစိတ်ဝင်စားတဲ့ကမ္ဘာနိုင်ငံကြီးဘာလေးဝင်ပြီးတော့အားချောင်ကြည့်တာနော်အဲ့တော့ဟိုကိုကိုရဲ့အယူဆအတွေ့ခေါ်လိုက်မိလားလိုက်မမိလားမသိပါဘူးဒါလေးကိုစမ်းသပ်ကြည့်တာပေါ့နော်မီလိုမီညာလှမ်းဆွဲကြည့်တာနော်ကျွန်တော်လည်းအများကြီးမသိပါဘူးတိတလောက်ကလေးကိုလှမ်းပြီးတော့နော်ဟိုမျှဝေကြည့်တဲ့ဘောနော်မှန်တယ်ဟုတ်တယ်ထင်လို့ရှိရင်လက်ခံလိုက် မမမှုရှင်လို့ရှင်တဲ့နောက်လည်းကြည်နေနဲ့เนาะကိုကိုဟိုအပလာပဲเนาะအဲ့လိုလားသဘောထားလိုက်ရုပ်ချောက်လို့ကြည့်ရင်တော့လည်းအများအားနေဆောင်ကြည့်လိုက်ပေါ့เนาะအဲ့တော့အဲ့ကိုရင်ချက်ကြီးဆိုတာကတော့အဲ့လိုပေါ့เนาะအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်เนาะအပြုံးလေးကိုအများအားထိမ့်သိမ့်ထားပါတယ်เนาะယင်ထဲမှာဘာပဲလောက်ပဲခံစားခံစားစိတ်ဆင်းရဲမှုတွေပဲရှိရှိမကျင့်တဲ့မှုတွေပဲရှိရှိဒေါသတွေပဲဘယ်လောက်များများတတ်နိုင်တယ်တတ်နိုင်တယ်များเนาะတတ်နိုင်တယ်များမျိုးတိတ်ပြီးတော့ဖုံးကွယ်ပြီးတော့ เนาะစိတ်ချမ်းသာမှုလေးเนาะပြေဖို့ကြိုးစားပါတယ်အဲ့တော့တေချာအောင်ပြောချင်တာဒီနေ့မြန်မာနိုင်ငံရဲ့တော်လိုင်းနေထားသည်လုံးဝနိုင်မှာဖြစ်တယ်မြန်မာနိုင်ငံအတွက်ဘယ်နိုင်ငံရဲ့ငါမှမြန်မာနိုင်ငံရဲ့တော်လိုင်းကိုဆွတ်ယုတ်သွားရက်တည်သွားရက်တန်သွားမလုပ်နိုင်ဘူးတရုတ်ကြောင့်လည်းမဆိုးရိမ်နဲ့ရုရှားကြောင့်လည်းမဆိုးရိမ်နဲ့ဇီးရိုးဘာနဲ့မှမြောက်လို့မရဘူးဇီးရိုးဆိုအတွေးခေါ်ဇီးရိုးကိုပြောနေတာ နော်ဒီနေ့မဟာလာစစ်တပ်ကအတွေးခွာ0ဖြစ်တယ်နော်အတွေးခွာ0ဖြစ်တယ်အဲ့လိုအတွေးခွာ0ဖြစ်တယ်ရည်ရွယ်ချက်ကလည်း0ဖြစ်တယ်အဲ့လိုဖြစ်တဲ့တော့ကြောင့်ဒီ0ကိုဘာနဲ့မှမြောက်လို့မရဘူးတရုတ်ကလည်းမဟာလာကိုအကြာကြီးအသက်ရှင်လို့လို့မရတယ်လို့ရုရှားကလည်းမဟာလာကိုအကြာကြီးနော်ထောက်ပံ့ပြီးအောင်မြင်တာမလုပ်နိုင်ဘူးလူတိုင်းကသူ့အပူနဲ့သူရှိရဲ့အဲ့တော့ဒီနေ့မြန်မာနိုင်ငံကိုတော်လိုင်းကြီးမြန်မြန်ပြီးဖို့ဒီပြည်တွင်းမှာရှိတဲ့မြေပြင်ကအင်အားသာလျက်ဖြစ်တယ် เนาะမြေထဲမှာအခြေခံအားနေပြီးတော့တိုက်မဲ့ကျွန်တော်တို့ရဲ့လူငယ်မျိုးဆက်တွေဖြစ်တယ်လို့အဲ့လူငယ်မျိုးဆက်တွေကိုအကာအကွယ်ပေးထောက်ပို့မဲ့မိဘပြည်သူတွေဖြစ်တယ်။နောက်တစ်ခုကဒီအဖွဲ့အစည်းတွေကိုစီးစီးညီညွတ်ပြီးလမ်းကြောင်းမအောင်ထိမ့်သိမ့်ပေးနိုင်မဲ့နိုင်ငံရေးခေါင်းဆောင်အဖွဲ့အစည်းတွေဖြစ်တယ်။အဲစီးလုံးညီညွတ်မှုကိုတည်ဆောက်အောင်။ယုံကြည်မှုခိုင်မာအောင်။နောက်အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားအောင်။နော်။အနည်း90 မတိုက်နိုင်တဲ့စစ်တပ်အနေနဲ့ဟုတ်နော်မိနစ်90ညဉ့်ညဉ့်ရအောင်မလုပ်နိုင်ခဲ့တဲ့စစ်တပ်လက်ရှိအနေထားမှာဗမာတွေပါလာပြီရင်တော့ဗမာတွေမပါဘူးเนาะဗမာကြီးမှာမြန်မာလူမျိုး36တန်းရှိတယ်เนาะတိုင်းရင်းသားအားလုံးပေါင်းမှာတန်း30မပြည့်ဘူး ါကြောင့်ဗမာလူမျိုးမပါလို့အနှစ်90တိုက်လေဗမာလူလို့မရဒီနေ့ဗမာလူမျိုးပါတဲ့အတွက်ကြောင့်ဒီတော်လန်ရေးမှာเนาะစစ်တပ်အနေနဲ့လက်ရှိလက်နက်ကင်ဖွဲ့စည်းလို့ဘယ်လုံးမှမတားဆီးနိုင်ဘူးဒါမြင့်မြင့်နေတာပဲဒါကြောင့်မလို့ဒီတော်လန်ရေးကျွန်တော်နိုင်ကိုနိုင်မှာခုထိတဲ့တော်လန်ရေးကတိုးတက်မှုတွေအများကြီးရှိနေတယ်အရေးကြီးဆုံးဒီစုစည်းညီညွတ်ဖို့ဖြစ်တယ်ခက်ခဲတွေကိုကျော်လွှားဖို့ဖြစ်တယ်အားလုံးနိုင်ကိုနိုင်မယ်ဆိုတဲ့ယုံကြည်ချက်တစ်ခုဖြစ်တယ်ဒါပဲအရေးကြီးတယ်เนาะ ဘယ်နိုင်ငံမှာကျွန်တော်ဒေါ်လာရေးကိုစုပ်ယူတော့ရပ်တန့်တော့မလုပ်နိုင်ဘူး။တုံညာကိုဘာနဲ့ပြန်မတုံညာပဲရတယ်။အဲ့ဒါဘာလဲဆိုတော့မင်းအောင်လာရဲ့နိုင်ငံရေးအတွက်ကတုံညာဖြစ်တယ်။ဒါကြောင့်မလို့မင်းအောင်လာဘယ်နည်းနဲ့မှဆွတ်တင်လို့မရဘူး။သူတို့ကြာရှုံးမှာကျွန်တော်နိုင်မှာ။ကဲအားလုံးနော်။ကျွန်မချမ်းသာကြပါစေ။အခက်အခဲရအားလုံးကိုကျွန်တော်ရင်ဆိုင်ကြော်လွားကြမယ်။နော်။ရင်ဆိုင်လွတ်သွားရမယ်။အမားတွေကိုကျွန်တော်ပြင်ဆင်ကြမယ်။နော်ပြောမဆိုမရှိတာတွေပြင်ဆင်ကြမယ်။လုံးမကြိုင်မရှိတာကိုပြင်ဆင်ကြမယ်။ နောက်ပို့ကောင်းဖို့ကျွန်တော်ကြိုးစားကြမယ်เนาะအချင်းချင်းတွေကြားမှာအမှားယွင်းတွေကိုခွင့်လွှတ်ကြမယ်ပေါင်းစည်းကြမယ်เนาะအတူတွဲလုပ်ကြမယ်เนาะဒီနည်းနဲ့ကျွန်တော်တို့ကအချင်းချင်းကြားထဲမှာဖြစ်တဲ့အမုန်းတရားတွေကိုเนาะအမုန်းတရားတွေအခရတတရားတွေပြောမဆိုမရှိတာတွေကိုအချင်းချင်းခွင့်လွှတ်ဖို့ကြိုးစားပြီးတော့တယောက်တစ်ယောက်ပူးပေါင်းဆောင်ရွက်နေစီစီလုံးညီညီညွတ်နေဒီတော်လိုက်ငါတို့နိုင်မှာပဲဆိုရင်ယုံကျက်နဲ့ဆက်သွားခြင်းအပြင်ကျွန်တော်တို့တော်လိုက်ရတိတ်မကြတော့တဲ့အခါကအနေထားမှာ အောင်မြင်တော့မှာဖြစ်တဲ့အကြောင်းကိုကျွန်တော်ပြောချင်ပါတယ်เนาะအဲ့တော့ပကံမှာဆုံးရမယ်